ထိုင်းနိုင်ငံကအမှတ်ပုံးတစ်ခုမှာကျိုးတုတ်တက်ပြတ်ခံထားရတဲ့မြန်မာအလို့သမားတူရဲ့ရုပ်လောင်းတွေ့ရှိထိုင်းနိုင်ငံကြန်ထဘူရီခိုင်နာယန်အိုင်မြို့နယ်နာယန်အိုင်ကျေးရွာလေးကအမှတ်ပုံးတစ်ခုမှာဒီဇင်ဘာလ၄ရက်ကကျိုးတုတ်တက်ပြတ်ခံထားရတဲ့မြန်မာအလို့သားတူရဲ့ရုပ်လောင်းတွေ့ရှိခဲ့တယ်လို့ထိုင်းသတင်းမီဒီယာတွေကဖော်ပြပါရတယ် အဆိုပါကြေးရွာရွာသားတွေဟာမိုက်ပွန်းတွေအားအပုံနဲ့ရတဲ့အတွက်နေမီကန်ရဲတပ်ဖွဲ့ကိုသတင်းပေးပို့ခဲ့တာကြောင့်ရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးခဲ့ရမှာတော့အမိုက်ပွန်းတွေမှာအဝိဆရီနဲ့တုံးထက်စီးထားတဲ့အထုပ်ထဲကနေပုတ်ပွတေဆုံးနေတဲ့မြန်မာအလုံသမားရဲ့ရုပ်တောင်းကိုတွေ့ရှိခဲ့ကြတာပါအဆိုပါတွေ့ရှိတဲ့ရုံလောင်းဟာတပ်ဖြတ်ခံရတာရဲတပ်ပခန့်ဂျာမင်မီဖြစ်ကြောင်းနဲ့ပြည်မှုကျူးလွန်သူကရုပ်လောင်းကိုတခြားတနေရာကနေတယ်ဆောင်လာပြီး အမှတ်ပုံးထဲမှာဆုမြင့်သွားတာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။လက်ရှိမှာရဲတပ်ဖွဲ့ကတေဆုံးသူမြေသူမြေဝါဖြစ်ကြောင်းကိုတည်ပြနိုင်မှုတွေမြမအလို့သမားတူပျောက်ဆုံးနေတဲ့လုပ်ငန်းရှင်တူကိုဆက်သွဲအကြောင်းကြားထားလို့ဆိုပါတယ်။ရဲတပ်ဖွဲ့ကလူသုံးပစ်စင်နဲ့ပတ်သက်ပြီးပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရမိနိုင်ရေးစုံစမ်းစစ်ဆေးမှုတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်။